ကျန်တဲ့ဟာတွေကျွန်တော်မပြသေးဘူးဗောနော်အရင်ဆုံးကလေးတွေဘယ်လောက်ထိပျော်နေလဲဆိုတော့ကျွန်တော်ပျော်ရွှင်မှုလို့ကျွန်တော်လိုက်ပြပေးမလား Hello ဝင်ခဲ့မှာနော်ဒီမှာပါပျော်လားပျော်တယ်ပျော်တယ်တနေ့ဒီမှာဘယ်နှကျင်လောက်ဆော့လဲဟာတာဟွန်းတာဘယ်နှတန်းရောက်ရလဲ၃တန်း၃တန်းဒီမှာဆော့ကျင်တနေ့ဘယ်လောက်ရလဲ 45မိနစ်ဆ iam မတင်ပေးတာပြီးတော့ပြောတာလားကိုကကိုပြောတာလားကိုပါကိုပြောအဖွားကိုပြောတာအားမစောရနဲ့နော်ဒီမှာပူတော့အဲကွန်လဲဖွင့်ပေးတာနော်အာမိုက်တယ်ဒီကြောင်မှတက်ရတာပြောတာပြောတယ်ဒီကြောင်မှတက်ချင်နေတယ်မှာကြောင်ပြောင်းတော့မဲ့ကိုရဲ့တငယ်ချင်းတွေရောဗာပြောချင်တယ်မှာကင်မရာလေးကြည့်ပြီးပြော 牛肉干嘞。 โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ခုရောက်ရှိနေတာကတော့လာမင်းသားကိုပိုင်းတက်တက်ကြအောင်ပေါ့နော်မကြခင်မှာចောင်းနေပြန်ပြီးတော့ဖွင့်တော့မယ်ဆိုတော့အခုကလည်း private ចောင်းနေတာခေစားနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့သားသမီးတွေကိုចောင်းထားဖို့အတွက်ပြင်ဆင်နေတဲ့မိဘတွေ facility အပြည့် aircon နဲ့တခြားသော activity တွေပေါ့နော်ပြီးတော့ဒီ lab တွေတခြားသောအဲ့လိုစာကြည့်ခန်းတွေပေါ့ဗျ all in one facility တွေအပြည့်ចောင်းမှာမှတက်ချင်တယ်ဆိုတော့ចောင်းသားတွေအတွက်လည်းကျွန်တော်ရည်ရွယ်ပါတယ်ဒီမှာနောက်တစ်ခုမိုက်တာက तू က ာယအတွက်ကိုဘလို့စီကိန်းရ2019စီကိန်းမှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ပေါ့နော်ဖိလစ်ပိုင်နိုင်ငံမှာသွားပြီးတော့ပြိုင်ထားတဲ့သူ့ရထားတဲ့သူကိုလည်းဒီမှာခေါ်ထားတယ်လို့သိရပါတယ်လိုက်ခဲ့ပါဦး မိုက်တာတော့အဲ့လိုပေါ့နော်အခန်းတိုင်းအခန်းတိုင်းအခန်းတိုင်းမှာအဲကွန်လေးတွေအကုန်လုံးလုပ်ပေးထားတာဖြစ်တဲ့အတွက်ကလေးတွေစော့မယ်ဆိုလည်းအေးအေးစော့လို့ရတယ်စာတင်ကြမယ်ဆိုရင်လည်းကျွန်တော်တို့စာကိုအေးအေးစီစီအာယုံဆိုင်နေတယ်ပြီးတော့တခြားသော lab ခန်းတွေလည်းရှိတယ်ပြီးတော့ computer rooms တွေလည်းရှိတယ်ပေါ့နော်အများကြီးပဲဒါဒီမှာဆိုလည်း table tennis ဒါကတော့ဒီကျောင်းကနေထွက်လာတာလူရီကျောင်းနှစ်ယောက်ပေါ့နော်တစ်နှစ်ကိုလူရီကျောင်းကမြန်မာတနိုင်ငံလုံးလူပေါင်း900စာပွဲဖြည့်ရတယ်ပေါ့နော်ခရိုင်တစ်ခုကိုလူရီကျောင်း၈ယောက်ရွေးချယ်တယ်ပေါ့နော်အဲ့ဒီ၈ယောက်ထဲမှာပါ ကျွန်တော်ဒီလာမင်းသာကိုပိုင်းအထက်တန်းကျောင်းွာနှစ်ယောက်ပါပါတယ်ကလေးတွေကကျွန်တော်တို့ရဲ့အများကြီးတော်ပါတယ်လာလာလာပေါ့တော့โอเคကျွန်တော်ဒီအခါတော့ကျောင်းရဲ့စေပေကန်လို့ပြောလို့ရတာပေါ့နော်ကျောင်းသားတွေတခုခုဘာပဲဖြစ်ဖြစ်ကျမ်းမိုက်စောင့်ရှောက်မှုအပြည့်အဝဒီမှာရှိတယ်ပေါ့နော်မြင်နေရတဲ့အတိုင်းပါပဲပြီးရင်လည်းနောက်တစ်ခါကျွန်တော်လိုက်ပြပြမယ်နော် စာသင်နာအပြင်တခြားဘာတွေဝါသနာပါအဲကျွန်တော်ကဂီတာတီးရဝါသနာပါဆိုတော့လုံးဆိုတော့မလုပ်မလုပ်ပါပညာရေးနဲ့ပတ်သက်ပြီးတော့ကိုကိုကိုအားရအားရပါဆရာဆရာမရေအကုန်လုံးလည်းနွနွထွေးဆက်ဆံကြပါတယ်စာသင်နာအပြင်တခြားသောဘာတွေဒီကျောင်းမှာလောက်ကြတာပျော့အဲမုတ်စားရတာနောက်ပြီးတော့အိမ်နာမှာကြာကြီးနေတာ ဟုတ်ဒါကတော့ဟိုဘုတ်ကဒါယူသားဖြူစင်တယ်လို့ပြောလို့ရပါတယ်။ចောင်းသားဆိုရင်ဒီဟာတွေကအမြဲတမ်းဒွန်တွဲနေတာပေါ့နော်။ကျွန်တော်တို့ကလည်းလုတ်ခဲ့ပူပါတယ်။ဖြူစင်လို့သူပြောတာပေါ့နော်။ဒီចောင်းမှာလက်တက်ချင်းနဲ့တငယ်ချင်းအစ်စ်တွေရောဗာလေးမြန်ပြောချင်းတယ်လေ။အာလာဆန်တက်ကြည့်ပါပေါ့။ဒီចောင်းကကောင်းပါတယ်ပေါ့။โอเคကျွန်တော်အခုရောက်နေတာကတော့ ဆရာမကြီးရဲ့ယုံငံပေါ့နော်ကျွန်တော် ခက်တော့ကတော့ကာယကြေလို့ပါလို့ဆိုရင်သိတယ်မဟုတ်လားမျက်နှုတ်ကားခက်ပေါ့နော်ဒါပေမဲ့ဒီဘက်ခက်ကလေးတည်းကတော့ကောင်းပါတယ်အထူးသဖြင့်ဒီအကြောင်းက sea game မှာနိုင်ငံကိုစားပြုအနေနဲ့စူးတစိရခဲ့တဲ့ professional ဟိုမှာတာဝန်ချလာပါတယ်ဆရာမင်္ဂလာပါဟုတ်ဒီမှာကတော့ကျောင်းသားတွေရဲ့ပြီးချိန်ဒီမှာကတော့ physical နဲ့ပတ်သက်တာကတော့အများဆုံးတော့ကျွန်တော် train နေပေါ့နော်ဝူရှူပေါ့ကိုယ်ခံမြန်နဲ့ပတ်သက်တဲ့ဥစ္စာကို trainer ပေါ့ sea game အတွေ့အကြုံလေးလုပ်ပေးပေါ့ဟုတ်ကျွန်တော်က2019 flipping game တုန်းကတော့ကျွန်တော်ကစတင်ပြန်ခဲ့တယ်ပေါ့နော်အချိန်တုန်းကကျွန်တော်တို့တတိယဆုလို့ရတယ်ဒီနေ့အကြောင်း င်းသားတွေအတွက်ပေါ့ကာယပိုင်းနဲ့ပတ်သက်ပြီးတော့ဘလိုလေးတွေများဒီចောင်းသားတွေအတွက်ပြင်ဆင်ထားတာမျိုးရှိလဲဆရာ။ဟောကျွန်တော်ကတော့ဒီចောင်းသားတွေကိုတော့ physical ဘိုင်းတို့ physical ဘိုင်းတို့အသေးချာကိုပြိုင်ပွဲဝင်နိုင်တဲ့အနေထားကြည့်ပို့ပြီးတော့ခေါင်းမောင်းလို့ကျွန်တော်မောင်ဝေပါမလူရည်ရှင်တယောက်ဖြစ်ရတဲ့အတွက်ပေါ့နော်ကိုယ့်ကိုယုံကြည်မှုဘယ်လောက်ထိတိုးလဲအဲ့ဒါလေးပြောပြပါ ကစား9မျိုးဆိုလို့ရှိရင်ပေါ့နော်3မျိုးလောက်ကောင်းကောင်းကျန်းကျန်းချင်းချင်းလှုပ်လာနိုင်တယ်ဒီနှစ်ကတော့ပေါ့နော် grade 11လဲရောက်နေပြီဆိုတော့နောက်ဆုံးတစ်နှစ်က grade 12ပဲကျန်တော့ရယ်ပေါ့အဲကြလို့ရှိရင်တော့စာအုပ်လဲအားစိုက်ပြီးတော့လှုပ်လိုက်မယ်အားကစားအုပ်လဲထပ်ပြီးတော့နည်းနည်းပို့ပြီးစူးစားပြီးအားထည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီနှစ်တော့တရားပေါ့ပါနိုင်နေဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုး confidence တွေလဲရလာရယ်ပေါ့အားကစားစရာလဲပေါ့နော်ကျန်းကျန်းချင်းချင်းရှိပြီးတော့တရားတင်ပြီးရယ်အဲ့ဒီအတွက်ကြောင့်ဒီနှစ်ကတော့ပေါ့နော်စာပေရောအားကစားအုပ်မှာဒီကတော့ပို့ပြီး confidence တွေအများကြီးရလာရယ်ပေါ့နော်လူကြီးဂျုံဝစ်စုံဒီလိုမျိုး ေးရမယ်လို့မထင်ထားခဲ့ပေမဲ့နောက်ဆုံးတော့ရတယ်တော့အဲ့လိုမိဘရတဲ့ကုန်ယူရပေါ့ညီလေးရောဒါကတော့ဒီနေ့ကျတော့ great 12ဆိုတော့တက်ကတော့ဝင်နေပေါ့9နာရီလောက်ကနေထစောကြီးထစောကြီးထပြီးတော့ဒီအာကစားပိုင်းလို့ပြန်လာရင်လည်းကြောင်းဆက်တက်ရရင်ပြီးတော့စာရည်လည်းအများကြီးတက်ရတယ်မိဘဆရာပူပေါင်းရင်ကလေးပညာကောင်းပဲပေါ့ဒီလိုမဆောင်ကိုနောက်ထပ်ပြန်ဝဲခွင့်ရတဲ့အတွက်တော်တော်ကြီးဝမ်းသာကုန်ပြီပါလိမ့်မယ် okay ကျွန်တော်အခုရောင်းနေတာကတော့မရှိတဲ့စာသင်ခန်းလေးရတခန်းပေါ့နော်ဆိုတော့ဒီကစာသင်ခန်းလေးတွေရ ချစ်ဖို့ကောင်းပါတယ်သူကအခန်းတိုင်းအခန်းတိုင်းကိုကန်ဒီကာလာပေါ့နော်ကောင်းကင်ပြရောင်လေးတွေအဝါဆိုလဲချစ်စရာအဝါရောင်လေးတွေပန်းရောင်လေးတွေစာသင်ခန်းလေးကဘလို့ဖြစ်နေလဲဆိုတော့စာသင်ခန်းနဲ့မတူဘဲနဲ့ကစားကွင်းမှာရောက်နေတဲ့မျိုး feeling လေးခံစားရပါတယ်အင်တာနက်ကနေ search လုပ်ပြီးတော့သင်ကြားတဲ့အခါမျိုးလိုအပ်လာခဲ့မှဆိုရင်လည်းစာသင်ခန်းရဲ့ဟိုးဘက်မှာသူက TV ပါတခါတည်းထည့်ထားပေးပြီးသားပါဆိုတော့အင်တာနက်နဲ့တခါတည်း connect လုပ်လုပ်ပြီးတော့ TV မှာတခါတည်း screen တိုင်းပြပြပြီးတော့ကျောင်းဆိုင်တခါတည်းရှင်းပြပါပေါ့နော်ဒါကတော့ library room ပဲဖြစ်ပါတယ်ဒီမှာဆိုလဲဒါဟိုးကလေးတွေဒါ kids တွေအတွက်ပေါ့နော်မူလာတန်းကလေးတွေဆိုရင်သူကစာအိပဲဖိတင်တာမျိုးမဟုတ်ဘဲနဲ့ညံ့များစော့ညံ့များကစား physical activity ညံ့များလုပ်ရင်သူတို့ရဲ့အုံနောက်ဖွံ့ဖြိုးတာဖြစ်တဲ့အတွက်သူတို့ကအဲ့ဒီအချက်ကို base ယူပြီးတော့ adjust လုပ်ပေးတယ်လုပ်ပေးပြီးတော့မှသူတို့ရဲ့စိတ်ကတကယ်လိုချင်လာအောင်တူးဆွပြီးတော့မှသင်ကြားပေးတဲ့စနစ်ကိုဒီမှာကျင့်သုံးနေပေါ့နော်အလဲတန်းကလေးတွေကြတော့သူကပကြီးအနုပညာဂီတပေါ့နော်သူတို့ရဲ့စိတ်ထဲမှာငါးပါးဝါသနာပါတယ်ငါးပါးဝါသနာပါတယ်ဆိုတာသူတို့ရဲ့စိတ်ထဲမှာပိုင်းခြားနိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဥမာပကြီးဆိုရင်လည်းတကယ်ကိုပဲပြင်မှာနာမည် ယ်ကြီးတဲ့ပကြီး CIA တွေကိုခေါ်ပြီးတော့မှဒီမှာလေ့ကျင့်သင်ကြား train ပေးတယ်ပေါ့နော်အထက်တန်းရောက်ပြီးဆိုတော့မှသူကစောက်ဖိပြီးတော့သင်ကြားပေးတဲ့စနစ်ပေါ့နော်လာရောက်လေ့လာဖို့လဲကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ရောက်နေတာကတော့ multimedia room ပေါ့เนาะကျွန်တော်တို့တုန်းကတော့စက်တွေတော့ရှိတယ် ဖွင့်မရတာတော့တုံးမရတာတော့ဗောနော်ဒီမှာတော့အားလုံးအလုပ်လုပ်ပါတယ်။ကျောင်းသားမိဘတွေကိုပဲပေးသုံးတဲ့ application တွေတခုရှိပါတယ်။ဆိုတော့အဲ့ဒီ application ကဘာလဲဆိုတော့ကိုယ့်ရဲ့သားသမီးကိုဗောနော်ကျောင်းကစီစဉ်ပေးတဲ့ ferry နဲ့ထည့်ပေးခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့သားသမီးကအဲ့ဒီ ferry ကကဘယ်နေရာရောက်နေပြီလဲ application ကလည်းလှမ်းပြီးတော့ tracking လုပ်လို့ရတယ်ဗောနော်။ကိုယ်ဘယ်ချိန်သွားရင်အဲ့ဒီ ferry ကိုမိနိုင်တယ်လဲကိုယ့်အိမ်ကိုရောက်ဖို့အတွက်အဲ့ဒီ ferry ကနောက်ဘယ်နှမိနစ်ကြာအောင်မလဲဆိုတော့ကျွန်တော်တို့ကခံမှန်းလို့ရပါတယ်။ကိုယ်ပိုင်စီစဉ်တဲ့ကျောင်းသားလာပို့ခြင်းနဲ့ကျောင်းသားမိဘတွေအတွက်ကအဲ့ဒီ application ရှင်းထဲမှာ record ကိုစစ်လို့ရပါတယ်ဆိုတော့ကိုကတော့ចောင်းអោတော့ពို့ပေးခဲ့တယ်ទោះបីតော်ညာပဲကိုရဲ့သားသမီးကចောင်းပြေးတာမျိုးបាမျိုးဆိုလဲ application ရနေမှာတစ်ဆင့်တစ်ခါတည်းတန်းပြီးတော့စစ်ဆေးနိုင်ပါတယ် ကျွန်တော်တို့ရောက်နေတာတော့ lab အခန်းပဲဖြစ်ပါတယ်ကျွန်တော်တို့ငငယ်တုန်းကသင်ခဲ့တဲ့ biology at the study ရဲ့ level နဲ့ပါညာပေါ့နော်စောက်ထဲမှာပဲမြင်ခဲ့ရတဲ့ဟာတွေကဒီမှာ 3D model တွေနဲ့အကုန်လုံး microscope တွေအစားထားပေးထားတယ် chemistry နဲ့ science နဲ့ပစ္စည်းတွေ electrical နဲ့ science နဲ့ပစ္စည်းတွေလည်းလက်တွေ့ပါဒီမှာလေ့လာလို့ရမှာဖြစ်ပါတယ်ဘိုးဘက်ချမ်းမှာဆိုရင်ចောင်းသားတွေလုပ်ခဲ့တဲ့ project လေးတွေကိုလည်းသူတို့ထားပေးထားတယ်ပေါ့နော် 3D module တွေအစားအကုန်လုံးထည့်ပေးတတ်တာဖြစ်တဲ့အတွက် ပို့ပြီးတော့စာသင်ကြားရေးဘက်မှာပို့ပြီးတော့ထိရောက်တယ်ပေါ့နော်။သုံးသပ်နေနဲ့ပြောချင်တာကတော့ဒီလာမင်းသာကိုပိုင်ထတဲ့အကြောင်းကအရင်တော့အရင်တော့တာဝန်မျိုးနဲ့မှဖွင့်လှစ်ခဲ့ပါတယ်။အခုကတော့အကြောင်းဟိုကျွန်တော်တာကီတာမျိုးနဲ့ ညခွာညိုအိမ်ရအောင်ကောင်းကျော်အိမ်ရထဲမှာဖွင့်ထားပါတယ်ညခွာညိုကရန်ကုန်မှာ၃ခုရှိတာပေါ့နော်အောင်ကောင်းကျော်ရဲ့ဝါဝါဝင်းရဲ့ယူစင်းနိုင်ဆိုတော့လာမဲနာရှိတဲ့နေရာတော့ညခွာညိုအောင်ကောင်းကျော်အိမ်ရထဲမှာရှိပါတယ်လုံခြုံရေးလည်းစိတ်ချရပါတယ်ဒီမှာ security တွေအားလုံးရှိတယ်ပေါ့နော်ကျောင်းကလည်းမြစ်ကိုဒါမျက်နှာမူပြီးတော့ထောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ review လေးလည်းကြည့်နေရင်လည်းကျောင်းသားမိပါတဲ့အေးစေးနားနေလို့ရပါတယ်လာရောက်ပြီးတော့လေးလာဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးပဲတက်တာပါခင်ဗျာ Thank you. လာတာဒါလည်းသုံးနိုင်မလားအော်နှစ်တန်းကြီးလိုက်ရင်ဘာလုပ်ဖို့စိတ်ကူလာတာအင်ဂျင်နီယာကိုရတငယ်ချင်းအသက်တွေရောဘာလေးများဖိတ်ခေါ်ကြံဒီဟာလေးကြည့်ပြီးပြောအိမ်မှာပထမစားဖိတ်အိမ်မှာပထမစားဖိတ်ဘာလဲအိမ်မှာပထမစားဖိတ်ဩအိမ်မှာပထမစားဩသူရဲ့ဘောဓာတ်တွေအိမ်မှာပထမစားဖိတ်ခြင်းတယ်တဲ့